ားလုံးပဲမင်္ဂလာပါဒီနေ့မှာကတော့ပြီးဆုံးချင်ပေါင်းလေးလှုပ်ဆောင်มาဖြစ်ပါတယ်ဒီလိုပူအိုက်တဲ့နေရာဒီမှာချင်ပေါင်းလေးကတော်တော်လေးကို live ဖြစ်တယ်ပေါ့နော်ဒါကြောင့်လှုပ်ဆောင်ဖြစ်တာပဲဖြစ်ပါတယ်ဒါရီယာမနေ့ကခူထားတဲ့မြန်မာသီးတွေဖြစ်ပါတယ်အပုတ်တဲ့လုံးတွေလည်းပါတာဖြစ်တာကြောင့်ကောင်းကောင်းလေးရွေးမယ်ပေါ့နော် အားလုံးထဲကနေပြီးတော့ခုနှစ်လုံးကိုရွေးထားရပေါ့နော်အများကြီးဆိုရင်လည်းစားလို့မကုန်ပါဆိုလို့ပေါ့နော်ဒီလိုရေနဲ့ဆင်အောင်ဆင်းပြီးတော့ပေါပပပလေးလေးလင်းတင်ပါရယ်မယန်းတိရသွားပြီဆိုတော့အခုတော့တဲ့ရဲ့ဒီအလှပေါ့နော် တည့်ရသည်ကတော့မကူရသေးဘူးအပင်မှာသွားဖို့မှဖြစ်ပါတယ်။ဒါတော့အိမ်မှာရှိတဲ့တည့်ရပင်ဖြစ်ပါတယ်။လက်လာမီရဲ့အတီလေးတွေကိုပြလိုက်မယ်ပေါ့နော်။အခုဆိုရင်တည့်ရသည်သုံးလုံးရပြီပေါ့နော်။တည့်ရသည်တွေကိုလည်းပြီးပေးမှဖြစ်ပါတယ်။ ။မလကာတီယာကျတော့ရှက်ရှက်ပါပါဒလုံးပဲရရပေါ့နော်။အခုဆိုရင်မယန်းသီးရဲ့တရက်သီးရဲ့မလကာသီးရဲ့ရပြီပေါ့နော်။နောက်ထပ်ကတော့ရေမွေးသီးခူးရမှာဖြစ်ပါတယ်။အိမ်မှာမရှိလို့အဘွားအိမ်မှာသွားခူးရပေါ့နော်။ နောက်ဆုံးမှာတော့ရေမွေးသီးရလာပြီပေါ့နော်ရေမွေးသီးကိုဆေးချောပေးလိုက်ပါမယ် နောက်ဆုံးမှာတော့တီးဆုံချင်ပန်းလေးရပြီဖြစ်ပါတယ်